မြန်လာပါကချွန်ဝိဖ်တင်းဌာနကအပတ်စဉ်တင်းနေတာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်ပေးနေတဲ့တင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပြီးတော့မယ်။တင်းအစီအစဉ်တင်ဆက်သူမယ်ရှင်မဖြစ်ပါတယ်။ က်ကန့်ဒေတာမှာဖြစ်ပေါ်နေတဲ့လူတစ်ဆူဆောင်တဲ့ကိစ္စရပ်တွေအတွက်ဆက်အာနာရှင်စန့်ကျင်ရေလူထုကွန်ရဲ့အပါအဝင်ဖက်ကန့်ဒေတာတော်လိုင်းရေးအင်အားစုတွေနဲ့တော်လိုင်းရေးအဖွဲ့ခေါင်းဆောင်တွေတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။တော်လိုင်းရေးအဖွဲ့ဆုံးမထားတဲ့ဖက်ကန့်ဒေတာအတွင်းမှာပြီးကြတဲ့နှစ်လလောက်ကစပြီးတော့ကျောက်စိန်လုတ်ကွက်ဟောင်းနဲ့အများပြည်သူဆိုင်ရာ area နေအိမ်တွေထဲအထိဝင်ရောက်ပြီးတော့လူတစ်ဆူဆောင်တဲ့ဖြစ်စဉ်တွေအပေါ်အကြံပြုတင်ပြခဲ့တယ်လို့သိရပါဗျ။ လူတေးစုဆောင်ခံရလို့ထွက်ပြေးရင်ရေမစေးကြောက်ရှာလို့တူမတော်တဆတိတ်ဆုံးမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေလည်းဖြစ်ပွားခဲ့တာကြောင့်ပြည်သူလူထုကြားဆိုရင်ထိလန့်မှုမြင့်တက်ခဲ့တဲ့အတွက်တော်လိုင်းမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းရှိသူတွေတွေးဆောင်ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့တော်လိုင်းမှာပါဝင်နေသူတူကပြောပါရယ်လက်ရှိမှာတော့တော်လိုင်းရေးအင်အားစုတွေတိုက်သွင်းတဲ့အနေအထားရှိတယ်အတင်းအကျပ်စုဆောင်ရေးဆွေးနွေးတာတွေမလိုလားကြဘူးပေါ့လေဒီလိုမျိုးတမဟာမှုကိုစတင်ထားကြတာတော့ရှိတယ်လို့ဆိုပါရယ် မြေပြင်အခြေအနေနဲ့ပတ်သက်ပြီးဆွေးနွေးပွဲကနေကောင်းမွန်တဲ့ရလဒ်တွေရှိထားတယ်လို့သိရပေမဲ့ဆိုင်းတောင်မှာတော့မနီကာအထီလူတေဆူဆောင်ရေးဆွဲတာတွေရှိနေပြီးတော့ဈေးဆိုင်တွေလည်းပိတ်ထားကြတယ်လို့သိရပါဗျ။စစ်အာဏာရှင်စနစ်အမြင့်ဖြည့်ရဲ့အတွက်ပြည်သူတို့အူးချင်းစီရဲ့ပါဝင်မှုအားနဲ့တဏီတညွတ်ထဲတော်လှန်ရမယ့်အချိန်ဖြစ်ပြီးတော့အတင်းအကျပ်လူတစ်စုဆောင်မှုတွေကြောင့်တော်လှန်ရေးပုံရိပ်မထိခိုက်စေဖို့လူထုစီယုံရေးနည်းလမ်းနဲ့ဆောင်ရွက်တဲ့ကြောင်း KIA တမဟာကိုတမဟာမှုကိုလိမ့်မှုတင်ပြထားတဲ့စာမှာတွေ့ရပါတယ်။ ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးပြည့်ရနေကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။